တားလေးပြောတယ်လို့ပေါ့နော်ရေကိုတခုအာမပေးနဲ့မလှူသင့်ဘူးလို့ထင်လားအဲ့လိုပြောမယ်လို့ဆိုတော့မထင်ပါဘူး။ तू ကလည်းအရင်ဒုက္ခရောက်တော့လုံးမိလုံးရအဲ့ကိုလုံးလိုက်တာ။ဒါပေမဲ့ကလေးလေးပို့ရပါပို့တနာမဟုတ်ပါဘူး။အဖွားနဲ့ဒီကလေးလေးနဲ့တားမိလို့တချို့ကထင်ကြတာ။တားမိလို့ထင်ကြတာ။ဒါပေမဲ့တားမိမဟုတ်ဘူး။ဟဲ့လားနှစ်ခုလေးကဘယ်သူ့ကိုပို့ပြီးလှူတင်လဲ။ဒါပေမဲ့နှစ်ယောက်တလုံးလှူတင်လားမလို့ထင်။ဟာ तू မီးကြီးကိုသူထိနေလို့ထင်တာ။အခုမှကျွန်တော်မီးကြီးတော့ तू မီးရင်းမဟုတ်ဘူးလို့ပြော။ဘယ်သူ့လေးလဲ။ကျမရဲ့ချွေးမရဲ့ခန္ဓာ။ကျမချွေးမရဲ့တား။ မပြောအမသားရဲ့မိန်းမရဲ့ခလေးမဟုတ်မဟုတ်သူသူလေးမကျင်လားဒီအရင်လားဟုတ်အကားနဲ့ထိန်တာအဲ့လိုမဟုတ်ဟုတ်ပြီလို့လိုက်တယ်ကျမနောက်ပဲလိုက်တယ်မဟုတ်ဟုတ်ဟုတ်မမမချီမရဲ့တားကြည့်တော့မမချီမသားရဲ့ခလေးတရား၅ရောက်နဲ့မရထားခဲ့တာအဲ့ဒါတက်တက်အဲ့ဒီကဘာမမနဲ့ဘာမှမလုပ်ဘူးမမမမဒီလိုဒီပြကြတယ်တော့ပေါ့အဲ ဒီအခုကလေးရဲ့အမေရသူ့တမီးချင်းဟုတ်လားဒါမဲ့အခုမွေးတဲ့ကလေးကတမီးရဲ့ကလေးပဲတမီးရဲ့ကလေးပဲလားချွေးမရဲ့ကလေးချွေးမကလေးဟာချွေးမကလေးသူ့သားရဲ့မိန်းမရဲ့ကလေးဒါမဲ့သူ့သားအခုသူ့ချွေးမကနောက်ကြမ်းဟုတ်လားကျွန်တော်မဟုတ်လားဟုတ်တယ်နော်ဒါမဲ့လောလောဆယ်အခုဒီကတ္တလာမဖြစ်ခင်စကြမှာမထိုင်တာဟုတ်တယ်နော်ဟုတ်လားမဟုတ်ဘူးတို့ချင်းလေးတယောက်တိဖို့လို့နေမှာရဲ့အဲ့ဒါလည်းအမလည်းပွင့်လင်းယူယူသားပြောဖို့လို့ဒါသူကကြတော့ပြဿနာဖြစ်တော့အမနဲ့ပြဿနာဖြစ်တဲ့ဒီမှာကလေးပါကလေးကိုလည်းတနာတယ်အားကြောင့်သူတို့ကမတွေ့တိအောင်လိုက်ရှာပြီးတော့ယူရောက်လာတယ်ဟုတ်တယ်တို့တော့ ော်ဒီကလေးလေးကိုဟိုတချို့ကြတော့လဲဟိုဘာမှမတော်ဘူးအဲတချို့ကြတော့လဲငှားလိုက်တာလားအချို့ကြတော့လဲတော်တယ်အဲအဲ့ဒါလေးရောကိုကတကယ်ဒုက္ခရောက်လာတကယ်အဆင်မပြေတာလားအခုဒီဘွားတကယ်တော့ဟိုစာဝင်နေအဆင်မပြေတကယ်ဒုက္ခရောက်လို့ဟိုဘောတော့သူ့ကိုမှတ်ချက်ပေးတာများတယ်ဆိုဒီဘွားစီးပွားရေးလေးလုပ်လို့ရအောင်ကိုကျွန်တော်တို့ဘာလုပ်ပေးနိုင်မလဲအလူရှင်ရောဘာလုပ်ပေးနိုင်မလဲတအုပ်နှစ်ဖက်လုံးစပေါ်တာပါအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လူမှုကွန်ရက်မှာအော့အော်တောင်းတင်းဖြစ်ခဲ့တဲ့လှိုင်းသားရဖြစ်စဉ်နဲ့ပတ်သက်ပြီးမြေပြင်ကွင်းဆင်းလေ့လာထားတဲ့အကြောင်းအရာတွေကိုအနှစ်ချုပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဆုံးထိ နားစင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာဒါတွေပြောတယ်လို့ပေါ့နော်ဒီဟိုတခုအာမပေးနဲ့မလှူသင့်ဘူးလို့ထင်လားအဲ့လိုပြောမယ်လို့ဆိုချင်မထင်ပါဘူး။ तू ကလည်းအရင်ဒုက္ခရောက်တော့လုံးမိလုံးရအဲ့ကိုလုံးလိုက်တာ။ဒါပေမဲ့ကလေးလေးပို့ရပါပို့တနာပို့ကောင်းပါလား။အဖွားနဲ့ဒီကလေးလေးနဲ့တားမိလို့တချို့ကထင်ကြတာ။တားမိလို့ထင်ကြတယ်။ဒါပေမဲ့တားမိမဟုတ်ဘူး။ဒါနောက်ခုလေးကဘယ်သူ့ကိုပို့ပြီးလှူတင်လဲ။ဒါမှမဟုတ်နှစ်ယောက်စလုံးလှူတင်လားဘယ်လိုထင်လဲ။ ။မြောက်ကလုံးလူတင်တယ်လို့ထင်တာ။လူမဲ့တို့ဒါဒီမြောက်ကလုံးမှာ။မြောက်ကလုံးမှာ။ဝင်မားနေတယ်။ဝင်မားနေတာပေါ့။ဟဲ့ပါနော်။ဆားတွေ။အဲ့လိုလဲဆားတွေ။ဆားလာလုံးလာလုံးလာ။ဆားတွေလာတော့ဒုက္ခရောက်လာလို့လည်းမရလုံးမဲ့။ဒါပေါ့ဒါပေါ့နော်။ဒါဆိုလို့ရှိလို့ရှိရင်ဒီအဖွားနဲ့ဒီကလေးလေးနဲ့ရအောင်ဆွေမျိုးကဘယ်လိုလုပ်တော်မယ်တော့ချင်းဒီကောင်မလေးအမေရဲ့ဇောက်ခမ ော်ဒီကောင်မလေးအမေရဲ့ရောက်ခမောက်ခမဟုတ်ကဲ့ပါအဲမှာဒါကြတော့ဒီကောင်မလေးအမေရဲ့ရောက်ခမဆိုပို့ဖို့ပဲတွက်ကြည့်လိုက်နော်အဲ့ဒါတော့ဒါကွက်တော့တွက်နော်အဒီကမှကျွန်တော်တို့ရှင်းနေလိုက်ကွက်တော့ကြာတော်တော်ဒုက္ခရောက်နေလို့လုံးမိလုံးရအောင်လုံးလိုက်ခါပဲဖြစ်ရမယ်ကျမတို့အခုအသက်56နှစ်ရှိပြီဒီလိုဟာပြတခါမှမကြဘူးဒီလိုရက်ွက်ဒီမှာရောအုံးခါဆိုတော့ကျွန်တော်မကြဘူးအခုတခါပထမဦးသုံးမယ်အဲဒါကတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ရွှေပြည်သားမျိုးနယ်တော်ကတော့လာလေးအဲတော့ကတော့ပါလေတော့ပါလေကဒီနေရာဘယ်သူနေရာလဲဆိုတော့ဒီပေါ့နော်ဒီအဖွားရဲ့ခြိလာတဲ့ကလေးလေးပေါ့နော်ဒီကလေးလေးဒီကလေးလေးရဲ့ အိမ်ပေါ့နော်ဒီကလေးလေးရဲ့အိမ်လက်ရှိကတော့အဲဒီသူတို့မရှိဘူးအဲဒါကတော့အခုရှိဒီမှာကြည့်နေတာကတော့ဒါအနီးနာပဝင်းကျန်ဒါမိသားစုလေပေါ့နော်အဓိကကြည့်နေတာကပေါ့နော်ဟိုဒီမှာအရှင်တွေဘယ်လိုရှိလဲဒီအဖွားရဲ့အရှင်တွေကဘယ်လိုလဲနောက်ပြီးတော့ဒီကလေးလေးရဲ့မိသားစုအရှင်တွေကဘယ်လိုလဲဆိုတာလေးကိုဒါကျွန်တော်တို့ဒီပြည်မင်းမှာရှိတဲ့လူရှင်ရောပြည်ပမှာရှိတဲ့လူရှင်တွေရောနောက်တချို့မသိတဲ့ဒီပေါ့နော်လူလူမလူလူပါအပြင်ကနေပြီးတော့ဟိုဟိုဝေဖန်သုံးသပ်ပေးကြတဲ့လူတွေရောအကုန်လုံးသိရအောင်ကျွန်တော်ဒီကဒီနားကဟိုမိသားစုတွေကိုကျွန်တော်ဒါတစ်ချက်တော့ဒါမေးကြည့်မှာဖြစ်ပါလေနော်ဟွန်းဒါကလေးလေးနဲ့ဒီမှာနေတာဘယ်လောက်ကြာပါလဲ จาပြီးတို့ကဒီရွာထဲမှာပဲမွေးပြီးရွာထဲမှာပဲရွာနေပြည်နိုင်တာဟောတို့ရဲ့ဒီကလေးလေးရဲ့မိသားစုအခြေအနေရောဒါအခုအခုပေါ့နော်ဒီကလေးလေးကိုဟိုတချို့ကြတော့လဲဟိုဘာမှမတော်ဘူးအဲတချို့ကြတော့လဲငှားလိုက်တာလားအချို့ကြတော့လဲတော်တယ်အဲအဲ့ဒါလေးရောဒီလိုနှိုင်းခါတော့မဟုတ်ပါဘူး။ तू ကမြင်းလေးတယောက်ကိုအများအားစောင့်ရှောက်ပြီးချက်တယ်ဒီကလေးကို။ဒီလိုလှုပ်လှုပ်ဆားဆိုရင်မသိပါဘူး။အခုမှလိုင်းပေါ်မှာတက်လာမှကျွန်တော်တို့လည်းသိရပါပါ။ကလေးလေးကအများထိမ့်ပေးနေတာပါ။ဟောကလေးလေးကတော့ तू အများနဲ့ထိမ့်ပေးနေတာပါ။ကြာပြီးတော့ဒါကလေးလေးကိုထိမ့်ပေးတာ။ထိမ့်ပေးတာ။ထိမ့်ကြအောင်ထိမ့်ပေးတာ။ဟောဒီကလေးကို तू ပဲထိမ့်ပေးနေတာနော်။ဟောဒါဆိုလို့ရှိလို့ရှိရင်ဒီအပွားနဲ့ဒီကလေးလေးနဲ့ရော ဆွေမျိုးကဘယ်လိုလုပ်တော်မယ်တော့ချင်းဒီကောင်မလေးအမေရဲ့ရောက်ခမဟိုဒီကောင်မလေးအမေရဲ့ရောက်ခမဟုတ်ကဲ့ပါအဲ့တော့ဒါကြတော့ဒီကောင်မလေးအမေရဲ့ရောက်ခမဆိုပို့ဖို့ပဲတွက်ကြည့်လိုက်နော်အဲ့ဒါတော့ဒါကွက်လောက်တွက်နော်အဒီကတော့ကျွန်တော်ရဲ့ရှင်းနေဒါကွက်လောက်ကြမ်းအဲ့အပြက်နာဟုတ်ကဲ့အဲ့အဲ့တော့ကျွန်တော်တို့လက်ရှိဖြစ်နေတာကြတော့လေကျွန်တော်ဒီပရိုက်ကသမားတွေကဒီဟိုအလှူရှင်နေတဲ့ဒီပေါ့နော်တည်တည်တိုက်တဲ့လူတွေကိုချပြတဲ့နေရာမှာဗားလေးတွေဟာနေတဲ့ဆိုဒီအဖွားနဲ့ဒီကလေးလေးနဲ့တားမိလို့တချို့ကထင်ကြတာတားမိလို့ထင်ကြတယ်ဒါပေမဲ့တားမိမဟုတ်ဘူး အတချို့ကြတော့လဲပေါ့နော်ကလေးလေးရောအတူတူပါလေလို့ထင်ကြတယ်ဒါပေမဲ့ဟိုပေါ့နော်မပါဘူးပေါ့နော်ကလေးလေးနဲ့တတကလေးလေးကိုသူကချစ်တဲ့ခင်နဲ့တည်းအမြဲလာလာခေါ်ယူပြီးတော့ငကိုလေးကမှဒီလိုပြက်တရာတွေမဖြစ်ခင်နေရာမှာဒါဒီကလေးကိုခေါ်ပြီးထိန်းချောင်းတာရှိတယ်ပေါ့နော်အဲ့တော့ဒီအဖွားတော့ဒီနားမှာတနေရာမှာနေတာဟုတ်ကဲ့အဖွားတက်တက်တနေရာမှာနေတာဒီလိုပြက်တရာတွေဖြစ်ခါမှာအဲဒီရမိသားစုတွေလည်းဒါတိကြတာပေါ့နော်အဲ့ဒါဒီကလေးလေးရမိသားစုတွေရဲ့ဒီသူတို့ပေါ့နော်သူရဲ့ဒီကိုကျင့်တရားပိုင်းတွေရောဘယ်လိုလေးရှိလောက်လဲ ကိုချင်းတရားပိုင်းကတော့သူတို့အလုပ်လုပ်တယ်တော်တိုးတယ်အခုဟိုနဲ့မဲဆလီဘူးချိန်ဆိုမဲဆလီဘူးပြတ်တယ်ဇွာထဲမှာဈေးရောက်နေဈေးရောက်နေဈေးရောက်နေအဲ့ဒါလေးပဲသူချိုးကြတော့လေခင်းခုတ်ခဲ့တာပဲချိုးကြတော့ခုပြောနေကြတာပေါ့နော်အလှူရှင်တွေလှူတဲ့အခါကျတော့ခိုးတဲ့လူကိုဒီလိုလှူနေမယ်ဆိုလို့ရှိရင်နောက်လူတွေမှာနိုင်ခိုးမလဲဆိုတော့အဲ့ဒီပုံမှန် ားကြရှိတာဒါရှိရှိပါဘူးရှိပါဘူးအဲ့လိုမှမပြမရှိပါဘူးအခုတခါပဲဘာကြောင့်လှုပ်လိုက်တယ်လို့ခံမှန်းပြီးတယ်ချိန်ပြီးတယ်ကိုစိုးတော့တော့မေးရတယ်တူတူဒုက္ခရောက်နေလို့လုံးမလို့လောက်လုံးမထားပဲပြရမယ်စမဲနဲ့ကိုတက်ငါးရဲနဲ့ချမ်းနေစီဒီလိုမှမတခါမှမကြဘူးဒီလိုရက်ကွက်ဒီမှာအောင်းတာဆိုတော့ဒီမှမကြဘူးအခုတခါပထမဦးဆုံးမှာအဲ့လိုတဲ့ပထမဦးဆုံးမှာအဲ့လိုတဲ့လေဟိုကအဲ့လိုမလုပ်ဘူးသူနံပါတ်ပြတတ်မရှိဘာကြောင့်ဒီလိုလှုပ်လိုက်တယ်လို့ရှင်သူစားကြံပြီးလှုပ်တာပြောချင်တယ်ဟုတ်လားသူကသူ့အိမ်မှာဟိုစိုးစိုးနဲ့ဝင်ဝင်နဲ့မညာဘူးမညာဘူးသူတို့ကသူအဲ့ တော်ရဲ့ဒီမှာကယူထားတဲ့ယောက်ျားကနည်းနည်းငဲတယ်နောက်အိမ်အောင်ပြထားတာနောက်အိမ်အောင်ပြထားတော့သူကလုံကြုံလေးလောက်တာလုံကြုံလေးလောက်တဲ့အတွက်ဝင်ငွေကလုံကြုံလေးတယောက်ရဲ့လာစားနှစ်သိန်းကျော်လောက်ပဲရတယ်ဟုတ်ပါဘူးအဲ့လိုမျိုးဆိုတော့ဒီမှာစားဖို့ပတ်စံနှစ်သိန်းဆိုတော့ဘလို့မှစားမရဘူးအဲ့အတွက်ဟိုအတိုးယူမဲ့ချီးမဲ့ပြုတ်မဲ့ပြုတ်လာတော့အတိုးကျွေးတွေမနိုင်တဲ့ချိန်မှာသူလုံးမိလို့ရအဲ့လုံလိုက်တာလို့ပဲချင်းတယ်ကိုရကတော့အဲ့လိုမျိုးစီသားလက်စားလည်းမရှိဘူးကွာအဲ့လိုမျိုးစီသားလက်စားလည်းမရှိဘူးအခုဆိုလို့ရှိရင်ကျွန်တော်တို့လှူထားတဲ့အလူရှင်တွေရှိတယ်အဲ့ဒီအလူရှင်တွေပြင်ဖို့ကျွန်တော်နောက်ထပ်လှူတဲ့အလူရှင်ဘာလို့ဆိုတော့ကျွန်တော်အတိုးအကြောင်းအချင်းတွေမသိသေးလို့အဲ့လက်ရှိကြတယ်လေဒီကလေးရတက်တက်ကွာဒီအဖက်ကတက်တက်အဲ့လိုတက်တက်ဖြစ်တဲ့ခါကျတော့အခုအလူရှင်တွေကတကယ်လို့လှူခဲ့မယ်ဆိုရင် ယူမစေးဒီကလေးလေးကိုလူတင်လာလားဒီအဘွားကိုလူတင်လာလားဒါမှမဟုတ်ဟိုဘောသူများတွေပြောတယ်လို့ပေါ့နော်ဒီဟိုတခုအာမပေးနဲ့မလူတင်ဘူးလို့ထင်လားအဲ့လိုပြောမယ်လို့ဆိုချင်မထင်ပါဘူး။ तू ကလည်းအရန်ဒုက္ခရောက်တော့လုံးမိလုံးရအဲ့ကိုလုံးလိုက်တာ။ဒါပေမဲ့ကလေးလေးဖို့ရပါပုံသနာဖို့ကောင်းပါလား။ကလေးလေးကတန်းကောင်းညီမျိုးဖြစ်သွားတာပေါ့။သူ့မဲ့သူရင်ဒါဆွမ်းတာပြောလို့ပေါ့။လူတော့လူတင်တယ်။လူတင်တာပေါ့။ဒါဆိုဟိုလူတင်တယ်လို့ဒါပေါ့နော်ဒီပဝင်းကျင်ကလည်းရှိတဲ့လူတွေပြောတယ်။လူတင်တယ်ဆိုရင်ဒီကလေးလေးကနှစ်ခုလေးကဘယ်သူ့ကိုပို့ပြီးလူတင်လဲ။ဒါပေါ့နော်ဒီကတော့လူတင်လာဘယ်လိုထင်လဲ။ ညောင်ကလေးလူကင်းနေလို့ထင်တာလူမဲ့ဆိုဒါဒီညောင်ကလေးလုံးမှာအဲ့လိုလဲစားလေး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 ညောင်ကလေးလုံးမှာအ ဟိုလမ်းလိုမဲ့ဆိုရင်ဒီလိုရမှာမဟုတ်ဘူး။ဒါပါလို့ဆိုတော့ဟိုတကယ်ကြောက်ရမလားဒီလိုလာပေးမှာလား။ဒီကိစ္စကလည်းရှိတယ်။အာဒီမှာလည်းရှိတယ်။ဟုတ်ကဲ့။နိုင်ငံရဲ့စကားပါ။ဟုတ်ကဲ့။ဟာပြည်တော့ပြန်လာမှာ။ပြည်တော့ပြန်လာမှာ။အလူချင်းလည်းဆိုလည်းဒီလိုပဲလာပြီးတော့အဲဟုတ်ကဲ့ဘောနော်။အဲဟုတ်ကဲ့လားဒါတော့တဝင်းကြီးကတော့ဘောနော်ဒီအဖွားကဒါကျွန်တော်လည်းဒီကမသိဘူးဒါတဝင်းကြီးကပြောမှသိမှာလေ။တဝင်းကြီးဆိုတာလည်းသူခေါင်းချင်းအိမ်နဲ့သူ့အမျိုးကိုကျွန်တော်လည်းဖွားပြီးမေးမြန်းလို့မရဘူးကြ။တဝင်းကြီးမှာတော့ဒီအဖွားဘောနော်ဟိုမကောင်းတဲ့တဲ့တော့မရှိပါဘူးကြ။ဘောနော်တဲ့ကျွန်တော်ကဒီအလူချင်းလေးကလူဖို့လုပ်နေတဲ့တခုအားပေးနေတယ်လို့ အားပေးနေတယ်လို့ပြောကြလို့ဒါဒီတကယ်တော့ဒီခေတ်ကြတဲ့လူကိုကျွန်တော်တို့ဒီပြည်သားရေးရပါတော့အဲဒါဝေါ်ကြောင့်ဖြစ်ချက်တင်နေတာဆိုတော့ဒါကျွန်တော်တို့တွေ့စင်းစားမယ်ဒီဘီရလူတွေတွေ့စင်းစားမယ်လူချင်းတွေလည်းစင်းစားဒါမဲ့တချို့ကြတော့လေတို့ရဲ့အခက်အခဲကိုဖြေမရှင်းနိုင်တဲ့အခါကျတော့ဟိုမလုပ်တယ်မလုပ်တတ်တာကြီးဟိုလုပ်တယ်လုပ်မိတာရှိတယ်ကြာဒါတချို့ကြတော့ကျွန်တော်တို့ကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့မှစားရမရှိဘူးလက်ပြီးကျွန်တော်တို့ခက်ခဲချင်းကျွန်တော်လူစားလို့ရတယ်ကျွန်တော်တိုက်စားလို့ရတယ်ကျွန်တော်ကုန်သွားထားလို့ရတယ် ကျွန်တော်တို့ကြောက်ကြက်လုပ်လုပ်စားလို့ရတယ်။တတိယဝင်ကိုတချို့တော့ဒါဖြစ်လို့ဆိုတော့တို့ကတကယ်စားရမရှိဘူး။တို့လူစားလိုက်ရင်အရာမရှိဘူး။ကျွန်တော်တို့ခိုင်းတဲ့နိုင်ငံကြီးကိုစားနိုင်ငံကြီးမရှိဘူး။တော့တို့ကဘယ်လိုပစဝင်နဲ့ဝင်အောက်ကအရင်နေပါလေ။အဲ့ဒါတို့ဘယ်လိုတရင်းနဲ့အဲ့ဘယ်လိုဖြစ်တဲ့ရောက်တဲ့ဟာလေးတွေတို့ကမင်းဒါလုပ်စားရလဲဖြစ်ကောင်းဖြစ်လိုက်နေပါတော့။အဲ့ဒါကြောင့်တကယ်လို့ဒါဟိုဘယ်လိုဒီကိုယ်ကလည်းလို့ဒီဝါရီအနေနဲ့တက်မဝဲကြောင်းနေနဲ့လုံးနေတာဆိုရင်ကျွန်တော်လည်းလက်မခံဘူးကျွန်တော်လည်းဒီရာကိုဟိုဒီအမှုကိုကျွန်တော်လည်းလက်ခံခြင်းမှာမဟုတ်ဘူးအဲဒါမဲ့ဟိုအခုဟိုဘောနော်အခက်မသိလို့တကယ်ဘောနော် ိုဒုက္ခရောက်နေတဲ့အချိန်မှာသူကြံမိကြံရကြံတယ်လို့လည်းဒီပတ်ဝန်းကျင်ကနေပြီးတော့ချက်ပေးတာပေါ့နော်အဲသူနောက်ထပ်ပေါ့လိုင်းပေါ်မှာလည်းဒီအဖားရဲ့ပုံတွေတက်လာပြီးမဲ့တော့ညာလဲအားလို့ချိန်မှာလည်းကျွန်တော်ခိုးတာဘူးကဲသူတို့ချိန်မှာလည်းခိုးတာဘူးလေဆိုတာလည်းကျွန်တော်တက်လာတာမတွေ့သေးဘူးဗျအဘလုံးကဆိုရှယ်မှာတော့ပုံတပုံပြလိုက်ရင်ဒီဘလူးကဘယ်မှာဘယ်မှာတုပ်ဘူးလဲဆိုတာကျွန်တော်ဒီမှာအများကြီးတက်တယ်လေဟုတ်ကဲ့အခုကတော့အဲ့ဒါမတက်သေးတဲ့အတွက်ဟုတ်ကဲ့ကျွန်တော်ဒီဒီကားရဲ့အလူရှင်လေးလက်ရှိဆိုလို့ရှိလို့ရှိရင်ကျွန်တော်ဒီကားရဲ့အလူရှင်တို့ချို့လည်းရှိတယ်အခုဒီဆက်တဲ့ပုံတော့ကိုကနာကြီးတို့အပြင်ကိုနောက်ကဒီမော်လမြိုင်ကဟာကိုဆွေတို့ဘာလို့လဲလှူထားသေးတယ်အဲအဲ့လိုလူတွေလှူထားတဲ့လူတွေကိုကျွန်တော်ဒီကနေ့တခါလေးပြောချင်တာက အဲကျွန်တော်တို့ဒီခလေးနဲ့အဖွားကိုကျွန်တော်ပထမလူပုတ်စီတယ်မရှိဘူးလူပုတ်စီတယ်မရှိဘူးဒီခလေးအလူဝင်လေးတို့တော့ကျွန်တော်အာဒီခလေးနဲ့အဖွားကိုဟိုရည်ရွယ်ပြီးတော့ကျွန်တော်လူပေးမယ်ဒါပေမဲ့လက်ရှိချိန်မှာတော့အဖွားကလည်းမရှိသေးဘူးခလေးကလည်းမရှိသေးဘူးနော်အဲ့တော့ကျွန်တော်တို့လာပြီးတူမယ်ဆိုရင်ဒီနေ့လာလို့ရတယ်ဒီမှာဖုန်းနံပါတ်ဖုန်းနံပါတ်ပေးလိုက်နော်ဟုတ်ဖုန်းနံပါတ်ရှိတယ်။ညနေလား။အညနေလား။ညနေလား။ဟုတ်ကဲ့။ဟုတ်ကဲ့။ ဟုတ်ပြီအဲ့ဒါဆိုလို့ရှိလို့ရှိရင်အဲဒါအခုကျွန်တော်ဒီပြီတင်တဲ့ချိန်မှာလေဒါကျွန်တော်လူသားရဲ့လူရှင်နေနဲ့ဟိုဟာဒါဟိုပြောနိုင်တယ်ပေါ့နော်တချို့ကျတော့ဟာငါတို့တော့ဒီပုံစံလိုမလူကျင်တော့ဘူးဆိုရတယ်ကျွန်တော်ကိုပြန်ပြီးတော့ဆက်သွယ်ပြီးပါကျွန်တော်လူရတဲ့လူငွေလေးကျွန်တော်ပြန်လာမယ်ရတယ်ငါပြောတော့ဒီလိုပုံစံလူကျင်တယ်ဆိုလို့ရှိရင်လေကျွန်တော်လက်ခံပြီးတော့ကျွန်တော်လူပေးထားပါမယ်ကျွန်တော်ဒီရောက်ပြီးသားလူငွေကိုပြောတာပါနော်ရောက်တဲ့လူငွေတွေရှိလို့ရှိလို့ရှိရင်လေဟိုဒီပုံစံကိုအခုကျွန်တော်တို့ဖြစ်ပြနေတဲ့ဟာကိုမြင်ပြီးပြီဆိုတော့ဒါကကိုယ့်ကိုဟိုစဉ်းစားသုံးသပ်ပြီးတော့ဒါလူကျင်လဲလူနိုင်ပါတယ်ဟိုမလူကျင်ဘူးဒါငါတို့မကြိုက်ဘူးဆိုလဲဟိုက အချိန်ကြီးဝင်ဖြစ်လို့ရတာပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးပါဒီလူတွေကလည်းကျေးဇူးတင်ပါတယ်ကျေးဇူးပါအဲနော်ကိုကြီးအောင်အများအားဖုန်းကမှကိုလိုက်တယ်ကျွန်တော်ကမားမှာကြောက်ပါတယ်မားမှာကြောက်ဘယ်မှာကိုကိုကြီးကတိတိကျကျလောက်တာလေအားသာမလို့ရအခုလိုပြင်ဆင်ချက်တွေပေးတာပေါ့ hello အနှစ်ချုပ်အခြေအနေရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ဘိုးကျုံလမ်းမပေါ်ရှိတွေ့တာသူအထင်းနဲ့စတိုးဆိုင်မှာဖြစ်ပွားခဲ့တဲ့ပစ္စည်းခိုးယူမှုဆွဆွဲချက်နဲ့ပတ်သက်ပြီးရိုက်နှက်နှိပ်စက်ခံရတဲ့တောင်ရန်စားတောက်သူအမျိုးသမီးနဲ့ကလေးငယ်နဲ့ရိုက်နှက်မှုကျူးလွန်ခဲ့တဲ့ဆိုင်ပိုင်ရှင်အမျိုးသမီးတို့နှစ်ဖက်လုံးကိုယခုအခါလှိုင်သာယာမြို့မှရဲစခန်းတွင်ထိန်းသိမ်းထားကြောင်းသိရပါတယ်။ဖြစ်စဉ်အချင်းချုပ်ကျူးလွန်မှု အောက်တိုဘာ20ရက်နေ့ပိုင်းကတက်ကတွင်ပြန့်နှံ့ခဲ့သည့်ဗီဒီယိုဖိုင်တွင်ဆိုင်ရှင်ဟုယူဆရသူကပစ္စည်းခိုးယူသူဟုဆွဆွဲကအမျိုးသမီးနှင့်ကလေးငယ်ကိုဆိုင်တွင်ရိုက်နှက်ခြင်းတွန်းထုတ်ခြင်းနေပူရဲရှိတပ်တိုင်တွင်ကြိုးကြည့်ထားခြင်းများပြုလုပ်ခဲ့သည် ရိုက်နှက်ခံရသူနောက်ခံရိုက်နှက်ခံရသူအမျိုးသမီးသည်လှိုင်းသားရာတွင်နေထိုင်ပြီးတောင်းရန်စားတောက်သူဖြစ်ကာကလေးငယ်တဦးမှလည်းပိုလီယိုဝေဒနာခံစားနေရသူဖြစ်သည်သူမသည်ကလေးကြီးလျက်ဆိုင်ပစ္စည်းများအဝတ်လွယ်အိတ်စသည်ကိုခိုးယူဖူးသည်ကိုဆိုင်ရှင်က CCTV မှတစင်သိရှိထားပြီးထပ်မံခိုးယူခြင်းတွင်ဖမ်းဆီးရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟုကုညီဆောင်ရွက်သူများကပြောသည် ဝေဖန်မှုနှင့်ဖန်ဆီးမှုကလေးငယ်ကိုပါမတော်မတရားပြုလုပ်ခဲ့သည့်အပေါ်လူမှုကွန်ရက်တွင်ပြင်းထန်စွာဝေဖန်မှုများရှိလာပြီးနောက်ဂျမန်နှင့်အော်တိုဘာ21ရက်နနက်ပိုင်းတွင်ရဲစခန်းမှဆိုင်ရှင်ကိုလာရောက်ခေါ်ဆောင်ခဲ့ပြီးနှစ်ဖက်လုံးကိုထိမ့်သိမ်းစစ်ဆေးနေပါသည် လက်ရှိအခြေအနေပရာဟိတအဖွဲ့အစည်းများနဲ့လူပုဂ္ဂိုလ်များကရိုက်နှက်ခံရသူတာမီကိုကူညီဆောင်ရွက်ပေးရန်ကြိုးပမ်းနေကြတော့လဲယခုလိုဖြစ်စဉ်များနောက်ွယ်မှအလူခံကိစ္စရပ်များအပေါ်ပြည်သူများချင်းချင်းလူဒန်းရန်ပရာဟိတသမားများကတိုက်တွန်းပြောကြားထားသည့်ဥပဒေအရမြည်တို့အရေးယူမည်ကိုပြည်သူများကစောင့်ကြည့်နေကြပါသည်ဟုတ်ကိုစိတ်နဲ့လုံးလို့မရအောင်ငါကျွန်တော်မသိဘူးကျွန်တော်ကျွန်တော်မမမမကျွန်တော်မဝင်နိုင်ဘူးသူများပါစားသူတို့လည်းသူတို့မှလည်းပြည်တွင်းရောပြည်ပလူတွေရောဒီပမှာလုံးတဲ့လူတွေကြာပြီးတော့ကျုံလုံးလောက်ပါ အဲ့ဒီရရတဲ့ပတ်သက်လေးတွေသူကလူပေးရမြန်မာနိုင်ငံမှာရှိတဲ့လူတွေဆိုလဲသူတို့ပတ်သက်ရှားဖို့ရတာသိတဲ့အတိုင်းအဲ့လိုခက်ခဲတဲ့အခါကျတော့သူတို့ဟာကိုလွယ်လေးတကူလှူလိုက်ပြင်မဲ့ဆိုညာလဲကိုကအမေအမေတော့ရရပေးလိုက်လို့မရဘူးပေးလိုက်လို့ရအမေကကျွန်တော်ပဲလူတော့မယ်အမေကဘေးကလူပေးလိုက်မှာပေါ့ကိုကျေးဇူးတော်တင်ဦးအဲ့တော့ကိုကတကယ်ဒုက္ခရောက်လာတကယ်အဆင်မပြေတာလားအခုဒီဘွားတကယ်တော့ဟိုစာဝင်နေအဆင်မပြေတကယ်ဒုက္ခရောက်လို့ဟိုဘောနော်သူ့ကိုမှတ်ချက်ပေးတာများတယ်ဆိုရင်ဒီဘွားစီးပွားရေးလေးလုပ်လို့ရအောင် ဟိုကျွန်တော်တို့ဘာကြီးလုပ်ပေးနိုင်မလဲအလူရှင်တွေကဘာကြီးလုပ်ပေးနိုင်မလဲနောက်ဦးနှစ်ဖက်လုံးစပေါ်တာပေါ့ဒီဘက်ကလည်းဒုက္ခရောက်နေဘိုးဘက်ကလည်းဒုက္ခရောက်နေအောင်ဆက်လုပ်နေအကောင်လုံးကကိုပိုင်နေမရှိဘူးဒါပေါ့ဒါပေါ့အမေတစ္ဆာငါတို့အများတော့မတက်နိုင်တဲ့အတွက်5000 6000အထိဖြန်းတယ်တင်းတင်းတောင်းနေတယ်မှပြရတယ်တကယ်ဝင်ဝင်လာမလို့တို့တို့အင်ကုန်ကိုကိုယဉ်ကြည့်တယ်လားအင်းငါလောက်ကျဲလဲဆိုတော့တို့လာပါတော့ကျွန်တော်လူငယ်လေးလူငယ်နဲ့

ဟိုကစာမရက်တက်ဘူးလေစာမရက်တက်တော့အတဲလေးပဲပေးတယ်ဒါပဲဒီကဒါပဲကြည့်ဖို့ပဲလို့လားကိုကိုကြီးကမှန်ကန်တဲ့ဘက်မှာတော့ပထမဦးသုံးမယ်လေကျန်နိုင်မယ်ကိုကလေးကိုလိုက်ကျန်တယ်လိုက်တယ်လိုက်တယ်အဲ့လိုကလိုက်တယ်လေဟိုပါပါလားဟိုပါပါလားဟိုကလေးကမိမိတော့ပါပါဟုတ်တယ်လေအဲ့လိုလိုက်တော့ကလိုက်တယ်လောက်ကျန်တယ်ဘယ်ကလူတဲ့ပုံပုံမပြောမရအောင်နော်ခါဟိုကောင်းကိုပြောတာကျိုးပြောတာကောင်းအောင်အေးရှင်းနေလေအဲ့လိုလိုက်တာကလေးကိုအဟာရလေးပဲကျွေးပါလားကလေးကများအဟာရချိုးတဲ့နေရလားမလဲ